အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးကတော့တော်တော်များများစိတ်ဝင်စားနေကြတဲ့အဲ silicon carbon battery 8550 mAh s တုံးကြီးပါဝင်လာတဲ့ Redmi Tabo 4 Pro unboxing လုပ်ပြီးတော့အတူတူကြည့်မှာဖြစ်ပါတယ် Regret အနေနဲ့တော့ဒီဗီဒီယိုမှာအများကြီးမပြောတော့ဘူးဗီဒီယိုကကျွန်တော်တို့စမ်းထားတာတော်တော်ရှိပါတယ်အဲဘယ်လိုပြောမလဲကိုကြည့်ခြင်းတဲ့နေရာတွေအသေးသေးကြည့်လို့ရအောင်ကြော်ကြည့်ပါ unboxing နဲ့ပတ်သက်ပြီးတော့ ဒီအသေးစိတ်ဒီပေါ့နော်အဘာတွေတူတက်လာတဲ့ဘာပါရညာပါတယ်သိရင်တော့ကျွန်တော်ဒီဘက်ဘေးကအပေါ်မှာလင့်လေးထည့်ပြီးထားတယ်ပေါ့နော်အဲ့မှာသွားပြီးတော့အာသွားပြီးတော့ recap အကြောင်းပေါ့နော်ဘာနဲ့လောက်ထားရဲကြီးလိုက်ပေါ့ပြောချင်တာကဗျာဈေးနှုန်းကတော့ကျွန်တော်တို့ဒါ first see pre order ကျွန်တော်တို့ unboxing လုပ်မဲ့ unit တွေနဲ့အတူဝယ်တဲ့လူကတော့ဆိုင်ရမှာပြီးဝယ်ကြတဲ့သူတွေက13,8900နဲ့12,56တီကိုရခဲ့တယ်ပေါ့ဈေးကွက်ထဲမှာတော့ရောက်လာပြီး install ရောင်းတဲ့ဆိုင်ဒီမှာကျွန်တော်တို့တွေ့လာတော့73,000ကျော်73,400 73သိန်းခွဲဝင်းကျင်ရောင်းတာတွေ့ရတယ်12256တွေဦးပေါ့နော်ဝယ်ကြည့်ရင်တော့ခဏလေးစောင့်ပါမကြခင်တော့ဝင်လာမှာ73သိန်းပတ်ချလေနေတော့ဝယ်ရမယ်ထင်ပါတယ်ဟိုဒီဝင်လာပြီဆိုရင်ပေါ့ဒါဈေးအကြောင်းအာနောက်မှာအသေးသေးသူ့မှာပါဝင်တဲ့ feature တွေအကြောင်းကိုကျွန်တော်တို့အသေးသေးအသေးသေးအသေးသေး segment တွေထည့်ထားပါတယ် time stamp တွေပါတာဖြစ်တဲ့အတွက် description တွေကိုဖတ်ပါကြော်ပြီးတော့ကြည့်ပါ YouTube ကတော့လွယ်ပါတယ်တခါတည်း time stamp ကိုကလစ်နှိပ်ပြီးကြည့်အောင်ပါပဲအဲ့တော့ အပြင်မှာ Tower 4 Pro ဘယ်လိုအနေထားရှိတော့ဘယ်လို AI နေသုံးလို့ရတော့အတူတူလိုက်ပြီးတော့ကြည့်လိုက်ပါအောင်ဗျာရမီတာဘို4 Pro ပါ RAM 1256GB version ကိုလောလောဆယ်73သိန်းဝန်းကျင်နဲ့ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ China အလုံးအနေနဲ့ပဲထွက်ပါတယ်။ကျွန်တော်တို့ဖောက်ကြည့်အောင်ပါ။ပုံမှန်တိုင်းဘာတွေပါတော့ ဆင်းဣဂျက်တာပါမယ် user guide ကာဘာကတော့အကြည့်မဟုတ်တော့ဘူး TPU ကာဘာအပျော်ပဲ gray အယောင်လေးထည့်ပေးထားတယ်90 watt charging ကောင်း DC jewel လေးထည့်ပေးထားပါတယ် Double 4 Pro လေးရဲ့ big quality design အသားနာပါဒီကောင်ကတော့ metal frame ကိုသုံးပြီးထားတာတော့ပို့ပြီးတော့ premium big quality လို့ခံစားရတယ်။အဲမောင်နေကတော့ကျွန်တော်မြင်တဲ့အတိုင်း flat frame ကိုပဲသုံးပြီးထားတယ်။အနားတွေကတော့ကိုင်းလို့ကောင်းအောင် ရှတ်တာမဖြစ်အောင်ဘီးလေးမှာလုံးပေးထားရပါတော့ smooth ဖြစ်ဖြစ်လေးခြင်လို့ရတယ်။နောက်က flat cover design ပဲအဲ glass back ကိုတုံးတယ်လို့ပြောတယ်ပေါ့။အဲ matte finish ပုံစံမျိုးဆိုတော့လက်ရထင်မဲ့အနေထားတော့မရှိဘူး။ဒါကအဖြူရောင် color ကျွန်တော်တို့ double ဖုန်းမှာမြင်တွေ့ခဲ့သလိုပဲကင်မရာဘန်အထားသူက iPhone 16ရဲ့ကင်မရာဘန်လေးနဲ့တော့သွားစင်တယ်။ ကင်မရာဆက်တဲ့အားလုံးကလည်းအတူတူပဲ Sony LYD 600 15MP main camera ပါမယ်8 MP ultra wide lens ရဲ့ရှိမှ20 MP selfie camera ထည့်ပေးထားတယ်အဲဒီနားမှာအချိုးကွေ့เนาะ flat မီထားတာလေးတော့နည်းနည်းလေး ပြောင်းလဲသွားတယ်ပေါ့ flash me ရဲ့ flicker sensor ရဲ့ဒီမှာထည့်ပေးထားတယ်ဒီမှာတော့ကျွန်တော်တို့ redmi တစိမ့် logo လေးတွေ့မယ်အဲ့တော့အာ metal frame ဖြစ်သွားတော့ကျွန်တော်ဒီမှာ antenna line တွေပါတယ်ပေါ့နော် antenna line ပေါ်အောက်ပြီးပညာမှာ antenna line တွေတွေ့ရမယ်ဒီကောင်က battery 9550 mAh သာဖြစ်သွားတာပို့ပြီးတော့တောင်ပါသွားတယ်7.99 mm အလေးချိန်ကသူက218 gram လို့တော့ပြောပေမဲ့အရင်ကျွန်တော်တော့အော်လေးတယ်လို့မခံစားဘူးစီစီပိုင်ပိုင်လေးပေါ့ဗျာအာဘာပြောပြောတော်တော်လေးလေးတသက်ရည်ရည်နဲ့ ပို့ပြီးလှလာတယ်အပေါ်ဘက်မှာကကျွန်တော်တို့ဒီမှာမိုက်ပါမယ်ဒီဘက်ဘေးမှာတော့ကျွန်တော်တို့ဘောလုံး up down power button ပါမယ်အောက်ဘက်ခြမ်းမှာ speaker တစ်လုံးပါမယ်တိုက်စီပေါ် mic sense slot လေးထည့်ပြီးထားတယ်ဒီဘက်ကတော့ကျွန်တော်တို့လုံးဝပြောင်းပါ sync ကတော့ duration slot ပဲ memory card ထည့်သွင်းအသုံးပြုနိုင်မှာမဟုတ်ပါဘူး screen size ကတော့ 6.8 inch OLED panel ကိုသုံးပေးထားတယ်။ 1.5K resolution နဲ့ကြည့်ရပြီးတော့ 120Hz refresh rate support ပေးတယ်လို့ peak brightness 3200 nit အထိရတာမိုက်တယ်။ dual bit panel ကိုပဲသုံးပေးထားတာလေ။ကောင်းတဲ့ချက်ဖြစ်ပါတယ်။ပုံမှန်ပါနေကြ Adobe Vision ကို HDR10+ Plus ကိုလည်းဒီကောက်မှာ support ပေးထားတယ်။ IK feature တွေအနေနဲ့ဆိုရင်တော့ touch brightness certifying ရတဲ့ display ကိုသုံးပေးထားတာပါပဲ။ PWM dimming technology ကလည်းဒီကောက်မှာထည့်ပေးထားတယ်ပေါ့။အဲ့တော့ကျွန်တော်တို့ အဲဆက်တက်လေးလုပ်ကြည့်မယ်မလုတ်ခင်မှာကျွန်တော်တို့တိတာတာကဒါကတာဘူဖူလေးပါဒီဘက်ကတာဘူဖူ Pro ပါလှပါတယ်နှစ်ခုလုံးကတော့သူ့ဟာနဲ့သူလှတာမှန်ပြီမဲ့ဘောင်းနေအသားနာတွေကိုကြည့်ရတဲ့အနေဒါကပို့ပြီးတော့မိုက်တာကတော့တာဘူဖူ Pro ကပို့ပြီးတော့မိုက်ပါတယ်เนาะကျွန်တော်တို့ဆက်တက်လေးတော့လုပ်ကြည့်လိုက်မယ်ဒီကောင်ကဖြတ်ကျဲသွားတယ်လို့ခံစားရတယ်ကြည့်လိုက်ပါတော့ အဲနော်ဝတ်တုတ်တုတ်လေးပေါ့ဗျ wifi ဖိုင်းလေးဒီကောင်ကအလေဒီကျွန်တော်အနံလေးပူနည်းနည်းလေးပူကျဲသွားရဲဆိုတော့ခံစားချက်မျိုးကိုရတယ်ပေါ့နော်နော်ဖုန်းရဲ့ပုံစံကိုကြည့်လိုက်ရင်လည်းတိတာတိတာပါတယ်နော်ဒီကောင်က wifi ဖိုင်းလေးဖြစ်သွားတယ်ပေါ့ပူပြီးတော့လေ screen ကနည်းနည်းကြီးသွားတာကြောင့်ပါပါတယ်အဲ့တော့ဆက်လက်လုပ်ပါမယ်အဲ့တော့ပုံမှန်တိုင်းကျွန်တော် English အဲ့တော့ဒီနေရာမှာနောက်တစ်ခုထည့်ပြောစရာရှိတာ e-sync support မပေးပါဘူး အော် China Ron နဲ့လာတဲ့ဖုန်းတွေမှာ eSIM မပါတာများပါတယ် security ဘိုင်းအတွက်ကလည်း under display fingerprint ထည့်ပေးထားတာဆိုတော့လုံးဝ perfect ပါပဲအာ Redmi Tower 4 Pro လေးကိုဆက်လက်လုပ်ပြီးမြင်တွေ့ရမယ်အနေထား peak brightness ကတော့3200 nit လို့ပြောတယ်ဗျာလင်းနာတော့တော်လင်းပါတယ် panel quality ကလည်းအဲတော်တော်အဆင်ပြေတယ်ဗျာ12သိန်းကျော်ရန်ဖုန်းတစ်လုံး13သိန်းဝန်းကျင်ဖုန်းတစ်လုံးနေနဲ့ဒီဈေးဝန်းကျင်ဖုန်းတွေထဲမှာတော်တော်မိုက်တဲ့အနေထားရတယ်လို့ပြောလို့ရမယ် core recording က အာ China run နဲ့လာတာဖြစ်တဲ့အတွက်ကတော့ပူစရာမလိုဘူးအတန်ဖန်းနေပါသည်လို့မအော်ဘဲနဲ့ core recorder ကိုလည်း SNPP တုံးလို့ရတယ်အဲဒီကောင်ရဲ့အာ China ဖုန်းတွေမှာပဲ AI translate ဆိုရင်လည်း interpreter ကမြန်မာဘာသာနဲ့ပါတုံးလို့ရပါတယ် China run တုံးထားလဲအရေးကြီးဆုံး Google service ရမရတော့ကျွန်တော်တို့ဒီ additional setting ထဲမှာ account and sync ဆိုတာရှိပါတယ် account and sync ထဲကိုဝင် basic Google service လေးပါပါတယ်ဒီကောင်လေးကိုဖွင့်ပါ ပြီးရင်ကျွန်တော်တို့သူ့ရဲ့ဒီ Garage ဆိုတဲ့ application တွေကိုဝင်ပြီး Google Play Store ဆွဲလိုက်တာ ਨੇ ပုံမှန်အတိုင်း basic google service တွေကိုသုံးလို့ရပါပြီဒီမှာတော့ကျွန်တော် wifi ခြေပြီးဆွဲပြပါမယ်တော့ဒီမှာကျွန်တော် garage ပေါ့နော် garage ထဲမှာဒီ search bar မှာနော်အဲ့တော့ဒီမှာ google google လို့ရလိုက်တာဒီမှာ google play store update ဆိုပြီးပေါ်လာပါတယ်အဲ့ update လေးကိုတစ်ချက်နှိပ်လိုက်ပါ update ပြည့်သွားပြီဆိုတာ ਨੇ ကျွန်တော်တို့တစ်ခါတည်း google play store လေးကိုသုံးလို့ရမှာပါ ဲ့တော့အကုန်လုံးမေးနေတဲ့ please service တုံးလို့ရလားဆိုရင် Google Play Store ကတာဝါဖူပရိုပေါ်မှာအဆင်ပြေပြေတုံးလို့ရပါတယ်အဲနောက်ထပ်သိချင်နေတဲ့ကျွန်တော်တို့ဒီ China မလိုတဲ့ blockware တွေပေါ့နော်မလိုချင်တဲ့ China software တွေဖြစ်မှာလွဲပါတယ် Swahili လို့လိုက်ပါလုံးပြီးရင်ဖြတ်ချင်တဲ့ software လေးတွေဒီမှာအမှန်ကြီးလေးလိုက်ချင်လိုက်နော်ဒီမှာမလိုချင်တဲ့တရုတ် software တွေယော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 ပြီးရင်ထပ်ပြီးတော့တစ်ချက်ဒီမှာ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 မလိုချင်ဘူး ပြီးရင်ဒီမှာအမှိုက်ပုံးလေးရှိပါတယ်နှိမ့်လိုက်ပါနော်အဲ့တော့အကုန်လုံးတရုပ်စောဝဲရှင်းသွားပါပြီအဲ့တော့ပါတဲ့ block ဝဲတွေကိုဖြတ်လို့ရပါတယ် remi turbo ဖူးပါ run 12 git နဲ့ဘောနော် physical run virtual run ဘလောက်ရအောင်ကကျွန်တော်ပြီးရင်ကြည့်ပေးမယ်အာဒီမှာမိနေတိုင်းကျွန်တော်တို့ outdoor ကိုလို့ရေးထားပေးမယ်တိထားမှာ snapdragon 8s gen 4နဲ့တုံးပေးထားတာပါအာ xiaomi ရဲ့ hyper os 2နဲ့တုံးရမယ်ပြီးရင် android version 15နဲ့လာတယ်ဗောနော် ပြီးရင်တော့ပုံမှန်ပါနေကြသူ့ရဲ့ကျွန်တော်တို့အဲ display feature တွေမှာဘာတွေပါတော့ကြည့်အောင်ပေါ့နော် display and brightness အဲ့တော့ပါနေကြအတိုင်း lighting setting ပါမယ်အဲ့တော့ screen brightness ကကျွန်တော်တို့အဲ auto brightness ဖွင့်ထားတဲ့အတွက်အလူတစ်ယောက်ချိန်ကြီးပေးမယ်ဒါပေမဲ့ကျွန်တော်တို့ကဖုန်းရဲ့အမြင့်ဆုံး brightness ကိုလိုချင်ရင် automatic brightness လေးကိုပိတ်လိုက်ပိတ်ပြီးရင် sunlight mode on ထားရဲဆိုရင်တော့တကယ်ပါတဲ့ အမြင့်ဆုံးအလင်းကိုအလင်းများတဲ့နေရာဖုံးဖို့သုံးရင်ပေါ့နေဘူးလေဖြစ်ဖြစ်ဒါမှမဟုတ်ရင်အလင်းများတဲ့နေရာမှာသုံးရင်မျက်စိအားမဆိုင်ရအောင်သုံးခြင်းနဲ့ဟိတ်ဆိုရင်ဒီ sunlight မှုလေးကို on ရပါမယ် on ခြင်းရင်တော့ automatic brightness ကိုပိတ်ထားအပြီးရင်နောက်ထပ်ကကျွန်တော် color shift ပေါ့ဒါကတော့တည့်ရတိုင်းကျွန်တော်အမြဲတမ်းပြောပါတယ် Evermirin ဖုံးဝင်ဖြစ်ဖြစ် high end flash တွေမှာ လာတဲ့ panel တွေကိုသူက original color နဲ့ညီအောင်လာတာဖြစ်တဲ့အတွက်တစ်ခါလေကြာရင်အဲ Xiaomi စ3000ကသာသူတွေ Redmi စ3000ကသာသူတွေကအပါတဲ့ OLED panel တွေ AMOLED တွေကအယောင်မစိုးဘူးလို့ထင်တာသူက original color blue မှာထားလို့ပါပို့ပြီးတော့အယောင်စိုးစိုးတောက်တောက်ကြည့်ချင်တဲ့ဟိတ်ဆိုရင်တော့ Vivek Vivek ကတော့ကိုကြည့်တဲ့ content ပေါ်မှာမူတည်ပြီးတော့အယောင်လေးတွေကိုစိုးအောင်တောက်အောင်လုပ်ပေးတာဒါမှမဟုတ်အရန်ကိုမှအယောင်တောက်တောက်ကြည့်တဲ့သူတွေက saturated မှာထားပြီးတော့ကြည်ပါကျွန်တော်ကဆန်းပြီးတဲ့ color တစ်ချောင်းလုံးမှာတော့ original color blue နဲ့ပဲဆန်းပြီးလိုက်ပါမယ် နောက်ထပ်ကကျွန်တော်တို့ eye comfort eye comfort ကတည်တဲ့အချိန်ဒီကောင်ဖွင့်လိုက်တယ်ဟေးဆိုရင် blue light fade light filter လောက်တာဖြစ်တဲ့အတွက် screen ကအဝါရောင်ပဲသွန်းသွားမယ်သူရဲ့ classic feature တွေမှာကောင်းတဲ့အချက်အနေနဲ့ကတော့ကျွန်တော်တို့ ဟို reading မှုပေါ့နော် reading မှုနဲ့နေရာမှာ black and white ပါတာပါ black and black and white ကိုထားပြီးသုံးတော့ကျွန်တော်တို့ဖုန်းပေါ်မှာစာဖတ်ချင်တာပါညာဆိုရင်အဖြူမဲနဲ့သုံးတာဖြစ်တဲ့အတွက်အမ်ပို့ပြီးတော့စာအုပ်ပေါ်မှာဖတ်ရတဲ့ပုံစံမျိုးရခြင်းเนาะ eye feature မှာကျွန်တော်တို့က eye conform မှာ black and white ကိုထားပြီးတော့သုံးလို့ရတယ်ပေါ့နော်ပိတ်လိုက်ရင်เนาะ origin နဲ့အတိုင်းရပါလိမ့်မယ်နောက်ထပ်က refresh rate ပုံမှန်တိုင်းဒီတိုင်းထားမယ်ဟိဆိုရင်တော့ तू อ่ะ လိုအပ်တယ်လို့ချိန်ညီပေးမှာเนาะကိုသုံးတဲ့ usage ပုံမူတည်ပြီးတော့60 to 120 hertz 120 hertz ကိုချိန်ပေးမယ်ဒါမှမဟုတ်ကိုကအမြင့်ဆုံးထားခြင်းနဲ့ဟဲ့ဆိုရင်เนาะ customer သွားပြီး120 hertz ထားရမယ်အဲပြီးရင်ကို120 hertz သုံးခြင်းတဲ့ application တွေကိုလည်းအဲဘယ်ဟာကိုတော့သုံးမယ်ဘယ်ဟာကိုတော့မသုံးဘူးအချိန်ညီလို့ရသေးတယ်ဒီမှာတော့ကျွန်တော်ကတော့ default recommend နဲ့ထားပြီးတော့ပဲစမ်းပြလိုက်ပါမယ်နောက်ထပ်ကကျွန်တော်တို့ AI image engine ဒါကအခုနောက်ထွက်တဲ့ SOC ကောင်းတဲ့ဖုန်းတွေမှာပါတာပေါ့အဓိကကဒီ AI image engine ကဘာလုပ်ပေးတာလဲဆိုတော့ဒီကိုဖုန်းထဲမှာကြည့်တဲ့ video ပုံရိပ်တွေကိုပို့ပြီးတော့ကြည့်လို့ကောင်းအောင်ဖုန်းရဲ့ software ဘိုင်းနဲ့အကူအညီနဲ့ပို့ကောင်းအောင်လုပ်ပေးရဒီမှာတော့ AI HDR enhancement ပါတော့ကိုကြည့်တဲ့ video ပုံရိပ်တွေဓာတ်ပုံတွေမှာ HDR ပို့ကောင်းအောင်လုပ်ပေးတဲ့ feature ပါဖွင့်ထားရင်တော့ multimedia ခံစားမှုအတွက်ရတာပို့ကောင်းပါလိမ့်မယ် ောက်ထပ်ကတော့ကျွန်တော်တို့ personalization နဲ့မှာတော့ကြည့်မယ်အဓိကဘာလို့ကြည့်ရအောင်ဆိုတော့အထုံးစံတိုင်းပေါ့ဗျာကျွန်တော်တို့ OLED panel သုံးလာပြီဟိဆိုရင် AOD ပါပါတယ် Always on display Always on display ကသုံးလို့ရတယ်ဒါပေမဲ့ဒီကောင်က10 second ပဲရပါလိမ့်မယ်ရွေးခြင်းနဲ့ကျွန်တော်တို့ထားခြင်းနဲ့နော်အဟိုဟာရှိရင် apply လုပ်ပြီးရွေးလိုက်ပါ10 second နေရင်တော့ပိတ်ပါလိမ့်မယ်အဲခဏလေးကျွန်တော်ကြည့်ရအောင်ပေါ့နော်နော်ပိတ်ပါတယ် ဲ့တော့ AOD က10 second ပဲရပါမယ်ဒါမပြောင်းလဲတဲ့သဘောတရားပေါ့နော်ဟုတ်ပြီ additional setting နဲ့ကျွန်တော်ဝင်ကြည့်အောင်ပေါ့နော် additional setting နဲ့မှာတော့ပုံမှန်ပါနေကြ screen recorder တို့နော်နောက်ပြီးရင် floating window memory extension ရတော့တည်တဲ့အတိုင်းသူကတွဲကိထိရတယ်ပေါ့ဗျာ physical ram တွဲကိအဲ virtual ram တွဲကိဆိုတော့ 24kb ထားပြီးသုံးလို့ရတယ်ပိတ်ချင်လဲ offload ပြီးတော့သုံးလို့ရတယ် special feature မှာပါ backlight effect ပေါ့နော် backlight effect ကဒီကောင်မှလဲကျွန်တော် ring light ပါပါတယ်နော် ဝင်းလိုက်ကိုအွန်ပါမယ်ဘယ်ချိန်မှအွန်ဆုံး incoming call တဲ့နော် incoming call recorder တဲ့ all call မှာအွန်ပါလားတဲ့နော်အဲ့တော့ returning light effect ကိုသုံးပါလားနော် contact ကိုပဲ only လုပ်ပါလားတဲ့ black effect ကိုနော်အဲ့မဲ့ returning light effect ကဘယ်လိုတော့ screen recorder မှာသုံးချင်တာလား music ဖွင့်ရင်သုံးချင်တာလားဒါမှမဟုတ်ကျွန်တော်တို့အဲ mobile legend ထဲဝင်ရင်အဲပွင့်ချင်တာလားနော်ဒါကကျွန်တော်တို့ဒီ black light effect လေးကိုစမ်းလို့ရတယ်ပေါ့နော် เนาะကျွန်တော်ဒီမှာဖက်လိုက်မိလေးလင်းပါတယ်အဲ့တော့ Turbo 4ရော Turbo 4 Pro မှာရောဒီလိုကျွန်တော် RGB light လေးနောက်မှာပါပါတယ်เนาะဒါလေးကဘာမှမဟုတ်ဘူးကျွန်တော်ကအဲ့ဒီမီးလင်းတဲ့အကြောင်းလေးကိုပြခြင်းလို့ဇမ်းပြတာပါနောက်တစ်ခုက floating window ပေါ့เนาะ floating window မှာအခုနောက်ပိုင်းဘာလို့ခဏခဏပြအောင်ဆိုတော့အဲ့ဒီထဲမှာ side two box ဆိုတာပါတယ် side two box ထဲမှာကျွန်တော် side bar ပေါ့เนาะ side bar ဖွင့်လိုက်တဲ့ဟိဆိုရင်ဒီဘေးလေးမှာ application လေးတွေအလွယ်တကူဖွင့်လို့ရတဲ့ shortcut လေးတက်လာတာရှိမယ်နောက်တစ်ခုက video two box အဲဒီဗီဒီယိုတူပေါက်ကိုအွန်ထားမှာအဲကျွန်တော်တို့ဟို Dolby Vision တို့နောက်ဒီ Dolby Atmos တို့ပိုင်းအလွယ်တကူကိုယ်သတ်မှတ်ထားတဲ့ application တွေမှာဟိုပြင်ဆင်ပြီးတော့ Dolby Vision တွေကိုသတ်မှတ်လို့ရတာပေါ့နောက် Core တူပေါက်ပါမယ်အဲ့တော့ uh, manage video app မှာ baby view တွေမှာဒီကောင်ကိုအသုံးပြုနေတာ mi video လားနောက်ကျွန်တော် third party software bsc လို့ဘာလို့မှာသုံးကျင်နေဟိဆိုရင်အဲ့ဒီကနေပြီးတော့ on ပေးရတာပုံမှန်ပါနေကြကျွန်တော်တို့ဒီ otg ပေါ့နော် otg on off ကကြတော့ external keyboard တို့ mouse တို့နဲ့ဒီ usb type c ပေါ့ကနေသုံးကျင်တော့ဒီ otg လေးကို on ထားမှချိတ်ဆက်အသုံးပြုလို့ရပါမယ်ပုံမှန်ပါနေကြမီမူပါတို့ second speed တို့ကလည်းဒီကောင်မှာတခါတည်းပါဝင်တာကိုတွေ့ရတယ်နောက်ထပ်က battery ထဲမှာဝင်ကြည့်အောင်ပေါ့နော် hyperwas 2ဖြစ်လာပြီဟဲ့ဆိုရင်ကျွန်တော်တို့ cycle ဖောက်လို့ရပါတယ်ဘာလို့ဆိုတော့ तू က battery production မှာ android phone မှာပဲပေါ့နော် battery percentage တခါတည်းပါလာပြီပေါ့နော်ငါ့ရဲ့ battery percentage က100%လား99%လားဆိုတော့ အဒီမာရင်အလွယ်တကူစစ်လို့ရတယ်ပေါ့နော်အဲဒါလေးရှိမယ်။နောက် battery protection လေးဖွင့်ပြီးသုံးနေဟိဆိုရင်တော့ तू က80ရာခိုင်နှုန်းထိပဲအသင်ပေးမယ်။80ရာခိုင်နှုန်းရောက်သွားရင် set arm တွင်ပြီးတော့ဘူးအဲ့လိုသုံးမယ်ဟိဆိုရင်တော့ battery ကိုရရှိကြရှိခံနိုင်စီတဲ့အနေအထားမှာရှိတယ်။နော်ဒါက battery protection ဖွင့်သုံးမယ်သူပေါ့။ charging option ကတော့အကျွန်တော်တို့ဘယ်လိုအနေအထားနဲ့သုံးမှာတော့ long wire top speed သွင်းခြင်းနဲ့ဟိဆိုရင်အဲဒီမှာ top speed ယူလိုက်ပေါ့နော်။ဒါဆိုရင်သူ 90W ရဲ့အမြင့်ဆုံးနဲ့သွင်းခြင်းเนาะ top speed နဲ့ထားပြီး ွင်းမှာပုံမှန်တော့ standard နဲ့အတွင်းပေါ့ကျူရဲ app တောင်းလို့ရမယ် application တွေကို lock ခတ်လို့ရမယ် feature တွေပါပါတယ်ဒါပုံမှန်ပါနေကြတာပါ China တို့နေမှာ Xiaomi Hyper AI တုံးလို့မရဘူးလားဆိုရင် Tabo 4 Pro မှာ Xiaomi Hyper AI တုံးလို့ရတယ်အဲဒီအတိုင်းကျွန်တော်တို့ဟိုကျွန်တော်တို့အရင်ဖုန်းတွေမှာ ပြခဲ့တဲ့ KAD လို့ Tabo 4တို့မှာအသုံးလို့ရတဲ့ AI feature အားလုံးဒီအဒီကောင်မှာသုံးလို့ရတယ်ဒါပေမဲ့ အဲကျွန်တော်စူးစူးကြပါဆိုပေါ့ဒါဝူ4ထက်စာရင်တော့ဒါဝူ4 Pro မှာရတဲ့ AI feature တွေအတူတူကိုမှသူ့ရဲ့ SoC ပိုကောင်းတာဖြစ်တဲ့အတွက်ပိုပိုမြန်မြန်ဆန်ဆန်တွတ်တွတ်လက်နဲ့သုံးလို့ရမယ်။အားနည်းချက်ကတော့တရုတ်ဖုန်းဖြစ်တာကြောင့် Xiaomi AI တချို့ဟာတွေမှာမြန်မာစာ translate မရတာမျိုးရှိတတ်ပါတယ်။ဒါပေမဲ့အဲအဓိကအသုံးများနိုင်တဲ့ composition ပေါ့နော် AI composition မှာဆိုရင်တော့မြန်မာလိုဘာမိဆိုပါနိုင်တယ်။အဲ့ဒါကကျွန်တော်ဒီမှာအကျဉ်းတစ်ခါတည်းဒီမှာပြလိုက်မယ်။ဒီမှာကျွန်တော်တို့ အဒီ notification to box ကိုဆွဲလိုက်ပြီးရင် edit ထဲမှာ conversation ဆိုတာရှိပါလိမ့်မယ် conversation conversation เนาะကျွန်တော် translate conversation ဆိုတာရှိတယ်အဲ့လူပုံလေးအဲ့လူပုံလေးကိုထည့်အမှန်ကြလေးချစ်ဒီမဲ့လူပုံလေးကိုနှိပ်လိုက်ပြီးရင် agree လုပ်လိုက်ဒီကောင်မှာကကျွန်တော်တို့ bamis ပါပါတယ်เนาะအဲတရုတ်ဖုန်းကင်ထားလို့ဆိုပြီးတော့ translate conversation ပေါ့เนาะတရုတ်နဲ့တရုတ်ပြောနေမှာအဲ့တော့ဒီမှာကျွန်တော်နှိစက်တဲ့ time ပေါ့ထားပါတော့ မင်းမအိတ်သေးဘူးလားနောက်ကျနေပြီလေမဟုတ်ဘူးငါဗီဒီယိုရိုက်နေလို့ပါไม่ฉันกําลังทําวิดีโอ เนาะဒါဆိုရင်အာကျွန်တော်တို့ China phone 3လဲအဲဒီ conversation ပေါ့เนาะအဲ့ feature ကတော့မြန်မာလို translate လုပ်ပြီးသုံးလို့ရပါတယ်ဒါလေးကတော့ကောင်းပါတယ်ဗားလေးကင်မရာတွေကြည့်အောင်ကင်မရာဆက်တဲ့အနီထားပါညာမွေဖားကတော့တည်တဲ့အတိုင်း ဟိုကျွန်တော်တို့တာဝူဖိုးကိုဝင်ရင်လေဒီတာဝူဖိုးပရိုမှာပါတဲ့ကင်မရာဆက်တဲ့အတိုင်းရမယ် processing ကတော့ပြောင်းလဲနိုင်တယ်ဟိုကောင်ကတော့ dimensity mpg နဲ့လာတာဒီကောင်ကတော့ snapdragon soc နဲ့လာတာပါတဲ့မှုတွေဆိုရင် pro မှုပါမယ် video မှာတော့ကျွန်တော်တို့ဘလောက်ထိအမြင့်ဆုံးရရိုက်လို့ရတော့ 4K 4K 60 FPSD အမြင့်ဆုံးထားလို့ရရိုက်ရလို့ရတယ်ပေါ့နော်ဒါက main camera selfie camera မှာဆိုရင် selfie မှာတော့ အတိုင်းဒီ B တဲ့60 FPS ကအများဆုံးရိုက်လို့ရပါလိမ့်မယ်။ဖိုတိုမူကတော့ပုံမှန်တိုင်းပါနေကြဒီကောင်ကကျွန်တော် Ultra Wide Lens ပါတဲ့အတွက်ဒီမှာ0.6ပါမယ်0.6ကိုကြီးလိုက်ရင်မြင်ကွင်းပိုချေပြီးရိုက်လို့ရမယ်။နောက်1.8ပါမယ်။အဲ Digital Zone ကဘယ်နှစချိန်လို့ရအောင်ဆိုတော့ 1080p ထားပြီးတော့ရိုက်လို့ရပါလိမ့်မယ်။ဒါအတူမှာပါဝင်တဲ့ဖိုတိုမူရဲ့ feature တွေပါနောက်ပြီးရင် portrait mode ပါမယ် document ပါမယ်။ ဒါပဲပေါ့နော်ကျွန်တော်ထွေးထူးဒီမှာတော့ဘာမှပူပါတာမတွေ့ရဘူးပုံရင်းချုပ်ကတော့သိရတဲ့အတိုင်းကျွန်တော်နောက်မှာထည့်ပေးလိုက်ပါမယ်အဲ့ဒီမှာကြည့်လိုက်ပါ sample photo တော်တော်များများထည့်ပေးလိုက်တယ်ပေါ့နော်ကျွန်တော်တို့ဒီအခန်းထဲ studio ထဲမှာရိုက်တဲ့အယုတ်လေးတွေရိုက်တဲ့နေရာမှာ vivid ဖြစ်တဲ့ color ရတာကိုတွေ့ရတယ်အရင်ကျွန်တော်တို့ K80 နဲ့ရှင်တဲ့နေရာမှာဆိုတော့သူကပို့ပြီးတော့ပြင်ပနဲ့ဆင်းတဲ့အယောင်ဘက်ကိုသွားတာတွေ့ရတယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော် ဒီ page မှာတင်ပေးလိုက်မယ်နောက်တစ်ခုကဒီလက်ရှိမြင်နေရတဲ့အနေအထားတိုင်းဒီ video အတူလေးပေါ့နော်ဒါကျွန်တော်ညမြင်ဝင်ကြီးမှာ KAD နဲ့ရှင်ပြီးတော့ဟို night shot ရိုက်တဲ့နေရာမှာစာတမ်းမပါတဲ့ KAD နဲ့ပါ KAD နဲ့ရိုက်တဲ့ကောင်ကစာတမ်းမပါဘူးပေါ့နော်အဲ့ကောင်က reset ပူကောင်းတာတွေ့ရတယ်ဒီကောင်ကတော့ KAD လောက် night shot တွေမှာမကောင်းဘူးအပုံမဲ့ MBI လိုက်ရှိရဲ့အနေထားမှာဆိုရင်လေ KAD နဲ့ Tower 4ရဲ့ reset ကဒီလိုအနေထားမှာ ရှိပါလိမ့်မယ်ပေါ့နော်အဲ့တော့ပုံမဲ့ပြင်ပပုံဒီမှာကိုကြိုက်တဲ့ color ဆိုင်းရဲ့ပုံမှာမူတည်ပြီးတော့သဘောချလိမ့်မယ်နှစ်ခုလုံးရဲ့ရုပ်ထွက်အနေထားကတော့ဒီ73သိန်း14သိန်းဝန်းကျင်မှာလက်ခံလို့ရတဲ့ reset အနေထားရတာကိုတွေ့ရတယ်ဒါပေ4 pro မှာပူကောင်းလာတာကအာ portrait တွေတော်တော်မိုက်လာတယ်ပေါ့နော် သူရဲ့ beauty effect ကလက်ခံလို့ရတဲ့အနေထားတိရောက်လာတယ်ခင်တုံးကင်တာတွေကပို့ပြီးတော့တဘာဝကျပြီးတော့လှလာတာတွေ့ရတာတော့မိုက်တဲ့အချက်ပါ selfie camera မှာဆိုရင်လည်း တိုးတက်လာတယ်လို့တော့ပြောလို့ရပါတယ်ပါဝင်တဲ့ display နဲ့ကျွန်တော်တို့ speaker အတန်ထွက်အနေထားဘယ်လိုရှိလို့စမ်းအောင် speaker ကတော့သူက dual speaker နဲ့လာတာနော်အောက်ဖက်မှာတစ်လုံးပါမယ်ဒီအပေါ်မှာဆိုတော့ ES speaker နာပဲအတန်ထွက်ပုံများပါတယ်အဲ့တော့ဘယ်လိုအနေထားရှိအောင်ကျွန်တော်တို့စမ်းကြည့်ရအောင်ပါ get up Time is barely on our side I don't wanna waste what's left The storms we chase are leading us And love is all we'll ever trust โอเคပါမြင်တွေ့ခဲ့တဲ့အတိုင်းပဲပေါ့နော်ကျွန်တော်73သိန်းဝန်းကျင်ဖုန်းတစ်လုံးရဲ့ banner quality reset အနေထား brightness နဲ့ color accuracy contrast တွေကောင်းကောင်းမြင်တွေ့ခဲ့မယ်လို့ထင်ပါတယ်တော်တာအယုံအနေနဲ့ဆိုရင်လေကျွန်တော်ကအပြင်မှာနားထောင်တာပေါ့ဗျာအဲဒါပေမဲ့ bro တို့ နားထောင်တဲ့ device ပေါ်မှာမူတည်ပြီး क्वे ပြားနိုင်နေဆိုပေမဲ့တော်တော် bass တန်အဆင်ပြေတယ် speaker နှလုံးကတော့ balance မဖြစ်ဘူးအောက်ဘက်ကမြင်နေတိုင်း 123dB လောက်ကျဲတဲ့အချိန်မှာအပေါ်ဘက်မှာ130ဝန်းကျင်လောက်ပဲ131လား130ဝန်းကျင်လောက်ပဲ dB ရတာကိုတွေ့ရတယ်ဒါပေမဲ့တေးကြတာ multimedia ခံစားဖို့အတွက်ကတော့ပါဝင်တဲ့ စပီကာမိုက်နဲ့နောက် Dolby Vision တွေ Dolby Atmos တွေကိုစိတ်ကြိုက်ကစားပြီးတော့လည်းအတန် quality ရုပ်ထွက်နေတာတွေကိုပြုပြင်ပြောင်းလဲလို့ရတဲ့ဖုန်းဖြစ်တာအတွက်အဲ73သိန်းဝန်းကျင်မှာတော့ multimedia ခံစားဖို့အတွက်ပါဝင်တဲ့ display နဲ့ speaker ကတော်တော်အဆင်ပြေတယ်ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့ဗျာ gain ဓာတ်ပုံကတော့သိရတဲ့အတိုင်းပုံမှန်ပါနေကြ gain ဓာတ်ပုံ feature တွေပါမယ် အာဒီကောင်ကဟိုကျွန်တော်တို့ဒီ page ဆော့မဲ့ mobile design ဆော့မဲ့အစားရှိသဖြင့်ပေါ့နော်အဲ graphic setting တွေကိုပြင်နေတဲ့ဟိတ်ဆို default ထဲမှာဝင်ပြီးတော့ performance လား balance လားဒါမှမဟုတ်ရင်အဲဘယ်လိုအနေထားနဲ့ကျွန်တော်တို့ဆော့ကျင်တော့ custom စိတ်ကြိုက်ထားမလားပြင်လို့ရတယ်နော် GPU setting တွေကိုစိတ်ကြိုက်တက်မဲ့လို့ရတယ်အထက်ကကျွန်တော်ဒီမှာပေါ့နော်ပုံမှန်ပါနေကြဟို game table setting က Xiaomi 3ကြာသူ တည်တယ်ဒီ gain dnd လေးပြကြနေတာအဲ့မှာ answer call henry ပါတယ်ဒါကကျွန်တော်တို့ gain ဆော့နေရင် ဖုန်းဝင်လာမယ်ဟေးဆိုရင်အဲ line မကြဘဲနဲ့ဖုန်းပြောလို့ရတဲ့ဟာဒါ china လုံးနေပေါ့နော် china ron နေမှာပါတဲ့ကောင်းတဲ့အချက်ပါဒါလေးပြကြနေတာပါကဲထားပြီဟုတ်ပြီအဲ့ဒါပြီးကျွန်တော်တို့ mobile channel မှာဝင်ပြီးတော့ block graphic setting ရအောင်ကြည့်ရအောင်ဒီကောင်ကကျွန်တော်တို့ graphic ကတော့ ultra ထားပြီးဆော့လို့ရတယ် frame rate က super ထိရပါတယ်အဲ့တော့ super ultra 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 ကတော့သူ့ရဲ့ပါဝင်တဲ့ SOC ကနိုင်နေလောလောဆယ်အသစ်ဖြစ်တဲ့အတွက် optimization မရသေးတာကြောင့်အကုန်မပွင့်သေးတာပါဒါက mobile legend ပါပြီးရင်ကျွန်တော်တို့ honor of king honor of king ကို tabu 4 pro ရဲ့ AS Gen 4ပေါ်မှာစော့ကစားရင်ရမယ် graphic setting လေးဘယ်လောက်ရအောင်ကြည့်ရအောင်ပါအတူတူပဲပေါ့နော် graphic တွေအမြင့်ဆုံးတော့မပွင့်သေးဘူးဒီမှာမြင်နေတိုင်းကျွန်တော်တို့ FPS က high အထိပဲအမြင့်ဆုံးရမယ် resolution ကတော့ ultra ထိထားပြီးစော့လို့ရနိုင်ပါပြီအဲ့တော့နောက်ပိုင်းကတော့ max ထိပွင့်နိုင်ပါတယ်ဒါက HOK ပါနောက်ထပ် patchy patchy စော့ကစားရင်ရမယ် graphic setting လေးကြည့်ရအောင် setting တွေက graphic မှာ adography မှာထုံးစံတိုင်း ethra hdr အထိပွင့်နေ ethra hdr ethra ရပါမယ် hdr ဆိုရင်တော့ h twin ပေါ့နော်16 fps ပဲလောလောဆယ်ပွင့်ဦးမယ်ထင်ပါတယ်16 fps ပဲ hd h twin ရပါမယ် valence h twin ရပါမယ် smooth h twin ရပါမယ်အဲ့တော့ကျွန်တော်ပြောသလိုပေါ့နော် tower 4 pro ကနောက်ကျရင်တော့120 fps ပွင့်နိုင်တဲ့ soc ပါတယ်ဆိုပေမဲ့ ချက်ချင်း1.2 F ရဲ့ဆော့ကျင်တဲ့သူဆိုရင်တော့ KSMD Ultra ဝယ်တာပုံမိုက်ပါလိမ့်မယ်။ KSMD Ultra ကအခုချိန်မှာ1.2 F ရရနေပြီ။ဒီကောင်ကတော့အခုနပြောတဲ့ Smooth H-Twin ပေါ့နော်60 FPS နဲ့ပဲကျွန်တော်တို့ဆော့လို့ရပါလိမ့်မယ်။ဂျာရိုစကော့ကတော့ပေါ့မှာပါ။ပူရတော့မလို့ဒါပေမဲ့ကျွန်တော်ဆန်းပြလိုက်မယ် training ground ထဲမှာ။အဲ့တော့မြင်နေတိုင်းကျွန်တော်တို့ဒီမယ်ဂျာရိုကတော့စန်စာကတော့ဒီလောက်ဈေးနှုန်းဖြစ်သွားရင်ရှောင်းမီတွေကပေါ့ပါတယ်နော်။ခြားဖုံးတွေလို့မဟုတ်ပါဘူး။ ပေါ့ပါတယ်ပေါ့ပါတယ်တော်တော်ပေါ့ပါတယ်ဟုတ်တယ်မယ်ကျွန်တော်တို့စိတ်သွားတိုင်းကိုဘာချိန်လို့ရပါလဲဘလောက်ဒီအပူတက်တုံးဘက်ထရီခံတုံးကတော့ကျွန်တော်နောက်ထပ်10ရက်လောက်နေရင်တော့အတိအကျပြောပြနိုင်မှာပဲเนาะအဲကျွန်တော်တို့အတိအကျဆန်းပြီးတော့အပူချိန်တွေဘလောက်တက်တယ်ဘက်ထရီစားတယ်ကိုသေးသေး review ပြီးတော့ရောက်တော့ပြောပြပါမယ်အခုလောက်ဆိုရင်တော့ Tabu 4 Pro မှာပါဝင်တဲ့အနေထားဒေကိုအားလုံးအပြင်မှာမြင်တွေ့ခဲ့ပြီလို့ထင်ပါတယ်အထူးသဖြင့် big quality ဘိုင်းမှာတော်တော်တိုးတက်လာတယ် screen size 6.83ကလည်းကြီးတယ်ပေါ့နော်အဲတော်တော်ကြီးတဲ့အနေထားကြီးလို့ကောင်းတဲ့အနေထားမှာရှိတယ်သဘောကျနိုင်တယ် screen ကြီးကြီးနဲ့ game ဆော့ခြင်းနဲ့လူတွေ now big quality ဒါနာကလည်း frame တွေက matter ဖြစ်သွားတာကောင်းတယ်လို့နောက်ကဒီ glass back ကလက်ရမထင်ဘူးပေါ့နော်ကျွန်တော်ဆန်းနေတဲ့တခြားလုံးမှာလည်းလက်ရထင်တဲ့အနေထားမတွေ့ရဘူးအဲ့ဒါကတော့ တော်တော်မိုက်တယ်နောက်ပြီးရင်ဒီကောင်ကရေစိမ်ခံတဲ့ဖုန်းတစ်လုံးဖြစ်တယ်အဲ့တော့ big quality ကတော့တန်တယ်ပေါ့ဗျာလောလောဆယ်ကျွန်တော်တို့ဝယ်တယ်ဈေးဆိုရင်73သိန်းဝန်းကျင်နဲ့ရတာ တန်နေအဲဘက်ထရီ9550 mAh စီလီကွန်ကာဗွန်ဘက်ထရီကလည်းဒီဈေးတန်းဝင်ကျင်ပါဆိုတော်တော်ကြီးတဲ့ဘက်ထရီပါတဲ့ဖုန်းလို့ပြောလို့ရတယ် revert check ကတော့ကျွန်တော် review မှာစမ်းပြမယ်အာဒီကောင်ကနေပြီးတော့ကျွန်တော်တို့ iPhone ကိုပဲပြပြအားသွင်းတာဘလို့သွင်းလို့ရတယ်အဲဒီ9550 mAh နဲ့ iPhone ကိုအားသွင်းပြီးရင်ဘလောက်ကျန်နေပေါ့နော်ကျွန်တော်13 Pro Max ရှိတယ်အဲ့ဒါလေးနဲ့စမ်းပြီးတော့အဲ့ဒီ review ရောက်မှာပဲအဲကြည့်ပြီးတော့အဲ့တော့ဘာပြောပြောမိုက်တယ်90 watt charging နဲ့အားဘလောက်သွင်းလို့ရအောင်တော့အသေးစိတ် အဲ့ဒါ review ကြမှာပြောမယ်ပါဝင်လာတဲ့ကင်မရာက Tower 4နဲ့အတူတူပဲဒါပေမဲ့ Tower 4 Pro မှာလည်းအာ portrait ပုံလေးကျွန်တော်ရိုက်ကြည့်တယ်ဗောနော်တော်တော်များများရိုက်ကြည့်တဲ့အနေအထားမှာသူ့ beauty မှုကို30 40ဝန်းကျင်လောက်ထားပြီးရိုက်တဲ့ portrait reset တွေကတော်တော်လေးလဲလှတယ် sample photo portrait မှုတွေမှာတော့ကြည့်ကြည့်ပါအာ main ကလေးတွေကြိုက်နိုင်တဲ့ skin tone အာအနေထားကိုရတော့ကြတော့ဒီကောင်နဲ့ portrait photo တွေရိုက်ချင်တယ်ဟိတ်ဆိုရင်တော့အဆင်ပြေတယ် night shot ကတော့အရင်ကြီးကောင်းတဲ့အနေအထားမှာမရှိဘူးလုံးဝ ဟိုမှောင်ဝင်းနေတယ်အဲလင်းရောင်တအားနေတဲ့အချိန်မှာဆိုတော့ night shot ကင်တာ KAD ကိုတော့မိတဲ့အနေထားကိုမတွေ့ရဘူးဒါပေမဲ့ပုံမဲ့အလင်းရောင်ထဲမှာရိုက်မယ်ဟိဆိုရင်တော့ပါဝင်တဲ့ကင်မရာတွေကအလုတ်ဖြစ်တယ်လို့ပြောလို့ရပါတယ်အဲ့တော့ဘယ်သူတွေဝင်มาတော့ဘယ်သူတွေဝင်တဲ့အောင်ဆိုရင်တော့လုံးဝဘက်ထရီကြီးကြီးကြိုက်တယ်ဂိမ်း heavy ဆုံးမဲ့သူဆိုရင်တော့ဝင်တဲ့ပါဝင်တဲ့ AR Jam Pool က ျွန်တော်စိတ်ထင်တာတော့ပူလိမ့်မယ်လို့ထင်တယ်ဘာလို့ဆိုစမ်းနေတဲ့တစ်လျှောက်လုံးမှာတာဝဖိုးနဲ့တာဝဖိုးပရိုရဲ့အဓိကကွာခြားချက်ကဗျာတာဝဖိုးပရိုမှာကမတယ်ပေါင်ဖြစ်သွားတော့ဘေးဖရိန်တွေကပလတ်စတစ်ပေါင်နဲ့စာရင်ပူတာကြောင့်လည်းပါတယ်ဘလောက်ထိပူတတ်နိုင်တော့ကတော့အသေးစိတ်မှကျွန်တော်တို့သိရမယ်ပေါ့နော်ဝယ်မဲ့သူဟိတ်ဆိုရင်တော့အခုချိန်တာဘူဖိုးဝယ်မလားတာဘူဖိုးပရိုဝယ်မလားဟိတ်ဆိုရင်တော့အပါဝင်တဲ့ဟက်ဝဲစပက်ဘာညာဘစ်ကွာလတီကြည့်ရင်တော့ဈေးတန်းကလည်း အဲမတိမ်မင်းအတူတူနှီးပါဖြစ်နေရဆိုတော့ကျွန်တော်ဆိုရင်တော့တာဝိုဖိုး Pro ပဲဝင်မယ် KAD နဲ့တာဝိုဖိုး Pro ဆိုရင်တော့အာ KAD ကတော့ပိုရွေးချယ်တဲ့ Swiss Sport ဖြစ်မယ် KAD ရဲ့အားနည်းချက်ကကြတော့နည်းနည်းလေး screen size အဲသေးတယ်လို့ခန်းစားရမယ်အဲနည်းနည်းလေးသေးတယ်ပေါ့နော်မဆိုးသလောက်သေးတာပါနည်းနည်းလေးသေးတယ်ဆိုတာအဲဓာတ်ပုံရိုက်မယ်ဘာညာကတော့ KAD က Tower 4 Pro ထက်နည်းနည်းလေးပိုကောင်းနိုင်တယ်။နောက် Tower 4နဲ့ Tower 4 Pro ပြန်ရှင်ကြည့်လိုက် ကျင်လေ display ဘိုင်းဆိုရင်ကျွန်တော်ရှင်ကြည့်တဲ့လောက်ပေါ့နော် Dolby Vision HDR တွေဖွင့်ပြီးနှစ်ခုလုံးကိုကြည့်လိုက်တဲ့အနေအထားမှာ DaVinci Pro ကပုံမိုက်တဲ့ result ကိုရတာတွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့ဘာပြောပြောအာကျွန်တော်တို့ DaVinci 4လား DaVinci Pro လားဝယ်ရမလားအခုချိန်မှာဝယ်မယ်ဆိုရင်တော့ DaVinci Pro ဝယ်ပါလို့ပြောရင်ねဒီနေ့ဗီဒီယိုဒီမှာねအဆုံးသတ်ပါမယ်အားလုံးဘိုင်ဘိုင်ပါ Here we go.